ားလုံးပဲမင်္ဂလာပါခင်ဗျာ2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့ညပိုင်းမျိုးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကိုထုံးသာတိုင်း like and subscribe လုပ်ပေးဖို့ဖတ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ဆက်ဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီနိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသူ268ဦးကိုစစ်တပ်ကပြန်လွတ်ပေးပြီမဲ့လည်းလွတ်မြောက်လာသူအများစုဟာလူရဲ့ပြည့်ကနေဖြစ်တာများတယ်လို့ဆိုပါတယ် နောက်ကြောက်ဖြူတိုင်းချောင်းဆယ်နဲ့မင်းမြေကကင်းကုန်းတွေကိုအေကထိုးသစ်စင်သိမ့်ပိုက်လိုက်တယ်လို့သတင်းတွေထွက်နေပါတယ်ပြီးတော့ပခုတ်ကူခရိုင်အခြေဆိုင် local pdf ခုနှစ်ဖွဲ့ကအညာမြေတပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီးတော့အကြမ်းဖက်စစ်တပ်ကိုစစ်ရေးအရှိန်မြင့်တိုက်ခိုက်မယ်လို့ကြေညာလိုက်ပါတယ် now sspb နယ်မြေအနီးမှာရှိတဲ့တရုတ်ကြားဖြန့်တွေဖမ်းမိတယ်လို့စစ်တပ်ကထုတ်ပြန်လိုက်ပါတယ် နောက်တောင်သားနထူးကြီးမိထီလာလမ်းပိုင်းကိုအသုံးမပြုဖို့မြင်းကြံပီတဲ့တွေကတတိပေးတယ်ဆိုတဲ့သတင်းလည်းရှိပါတယ်ခင်ဗျာနောက်ပြီးတော့စင်ကူးမှာလေချောင်းတိုက်ခိုက်လို့ပြည်သူတအုပ်သေးဆုံးပြီးတော့ကလေးတအုပ်အပါဝင်၄ဦးဒဏ်ရာရသွားပါတယ်ဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပရမတ်သုံးတဲ့အနေနဲ့ကတော့ဒီနိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသူ268ဦးကိုစစ်တကပြန်လွတ်ပေးပေမဲ့လည်းလွတ်မြောက်လာသူများသူမှာလိုရက်စိတ်ကနေသူတွေများတယ်ဆိုတဲ့သတင်းကိုတင်ပြကြပါရစေ။ဒီမြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းထောင်71ခုကနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ268ဦးကိုဒီဇင်ဘာလ1ရက်နေ့မှာလွတ်မြောက်တယ်လို့ကနအူအတည်ပြုနိုင်ခဲ့တဲ့အကြောင်းမြန်မာနိုင်ငံလို့ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဘဟုဥဆောင်ကော်မတီဝင် ိုတိုက်ထွန်းဦးကရန်ကုန်ခေတ်သတင်းဌာနကို ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာလက်ရှိဒီဇင်ဘာ၁ရက်နေ့မှာနိုင်ငံရေးပုံမှန်တွေနဲ့52လူမျိုးပုံမှန်ချခံထားတဲ့သူတွေလည်းပြန်လွတ်လာတာတွေ့ရပါတယ်အထူးသဖြင့်လွတ်ဖို့အားဖြင့်လာပိုင်းအလို့နေတဲ့လူတွေအ धिक လွတ်လာတာတွေ့ရတယ်ဒါကလည်းအချင်းထောင်ထဲမှာနည်းနည်းကျော်လောက်အထိထောင်ကာလတစ်ခုအထိကြာမြင့်တဲ့လူတွေအဲ့ဒီလူတွေကလည်းလွတ်ဖို့အတွက်ကြာမြင့်တဲ့လူတွေတခါတည်းပဲရုပ်ောက်ပွဲကိုအကြောင်းပြရင်းနဲ့လွတ်ပေးနေတဲ့သဘောမျိုးလူတွေ့ရတယ်လို့ ကိုတိုက်ထုံးဦးကပြောပါတယ်ခင်ဗျာဒီဒါပေမဲ့လည်းလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့လည်းလုံခြုံရေးအခြေအနေကိုသတိပြုကြဖို့လိုအပ်ကြောင်းကိုလည်းသူကပြောပါတယ်တချို့လူပြီးမှပြန်ဖန်ခါရတဲ့အခြေအနေတွေလည်းကြားနေရတာဖြစ်တာကြောင့်လက်ရှိလွတ်လာတဲ့သူတွေလည်းလုံခြုံရေးအပြင်လုံးဝစိုးရိမ်ရတဲ့အခြေအနေတော့ဆက်ရှိနေသေးပါပဲ ဒီတချို့ပုံမှန်တွေကစက်ခွန်တက်လို့ပုံမှန်တွေထောင်ပူးဝမှာပဲပြန်ဖန်ခံရတဲ့အခြေအနေတွေလူငိမ့်တဲ့အထက်မှာပါလာပြီးတော့ပြန်ဖန်ခံရတဲ့တွေ့ရတဲ့အဓိကပြောလို့တာကနိုင်ငံရေးပုံမှန်အားလုံးနိုင်ငံရေးအကျဉ်းသားအားလုံးတမရကြီးဦးဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးလှုပ်ပေးဖို့လိုအပ်တယ်လို့ထပ်ပြီးမှ ပြောကြင်ပါတယ်လို့ဒီကိုတိုက်ထုံးကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ။ နောက်တရင်တပုတ်ကတော့ဒီကြောက်ဖြူတိုင်းချောင်းဆယ်နဲ့မင်းပြင်ကာကင်းကုန်းတွေကိုအေအေကထုတ်သိစင်တိုက်ခိုက်သိမ့်ပိုက်လိုက်တယ်လို့ဆိုပါတယ်ခင်ဗျာဒီအရကတတ်တော်အေအေဟာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုင်းချောင်းဆယ်နဲ့မင်းပြင်မိုးလေဝသရေရာစခန်းတို့ကိုကာထားတဲ့ကာကင်းကုန်းတွေကိုမနေ့ကထုတ်သိစင်တိုက်ခိုက်ပြီးတော့အပိသက်သိမ့်ပိုက်လိုက်ပြီးဖြစ်တဲ့အကြောင်းသိရပါတယ်ခင်ဗျာ ဒီအကြံပေးစစ်တပ်အခြေချတပ်ဆွဲနေရာယူထားတဲ့တိုင်းချောင်းဆယ်ဘေးပတ်ဝန်းကျင်ကအဓိကကြတဲ့ကာကင်းစခန်းကုန်းကိုအေအေကမနေ့ကဒီဇင်ဘာလ၁ရက်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်မှာကာကင်းစခန်းတချို့သိမ်းပိုက်ရရှိခဲ့တာလို့ဆိုပါရယ်တိုင်းချောင်းဆယ်ရဲ့အဓိကကြတဲ့နေရာကာကင်းကုန်းတွေပေါ့အေအေကထိုးစစ်ဆင်ပြီးသိမ်းတာလက်နက်ခဲယံတချို့လည်းသိမ်းရမိတယ်စစ်တပ်ကအထိနာပြီးဆယ်ဘက်ကိုဝရုံသုံးခန်းနဲ့နောက်ဆုံးသွားကြတယ်စစ်တပ်ကတော့လက်နက်ကြီးနဲ့ဒရုန်းကတော့ ဒရဇက်ပြစ်နေတုံးပဲလို့ပြောပြပါတယ်ခင်ဗျာအလတ်တူပဲမင်းပြင်မှာရှိတဲ့မိုးလေဝသရေဒါစခန်းအနီးနားဝင်းကျင်မှာတက်ဆွဲထားတဲ့ဒီကာကင်းစခန်းကုန်းတွေကိုလည်းမင်းကဒီသမလတ်တရနေ့ကတိမ်ပိုက်လိုက်တယ်လို့စည်ရည်သတင်းအရင်းမြစ်တူကနေရင်းစရာသတင်းဌာနကိုပြောဆိုထားတာပါမင်းပြည်ဆိုင်ကလုတ်စင်တာအနီးပဝင်းကျင်ကာထားတဲ့ကာကင်းကုန်းတွေကိုလည်းတိမ်လိုက်နိုင်တယ်တိုက်ပွဲတွေကတော့အနီးနားဝင်းကျင်မှာဖြစ်နေတုံးပဲ အထီလဲနာနေကြတယ်လို့ပြောပြပါတယ်ခင်ဗျာဒီပြီးခဲ့တဲ့ရပိုင်းကလည်းကြောက်ပြူမျိုးနဲ့တိုင်းချောင်းနဲ့မင်းပြင်မှာတက်ဆွဲထားတဲ့စေုပ်စုတက်ဖွဲ့တွေကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုအေကကြားဖြတ်တိုက်ခိုက်တာမှာစစ်တပ်ကအကြဆုံးများပြီးတော့ဖျူဖျက်ထွက်ပြေးသွားခဲ့တယ်လို့စစ်မြေပြင်သတင်းအရင်းမြစ်တူကလည်းပြောပြပါတယ်ခင်ဗျာဒီတိုင်းချောင်းနဲ့မင်းပြင်မှာနိုဘာလကဆက်ပြီးတော့အကြံဖက်စစ်တပ်နဲ့အေတို့သူတပြန်ကိုတပြန်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ် အကြံဖက်စစ်တပ်ဘက်ကလက်နက်ဒရုန်းလေကြောင်းရေကြောင်းပစ်ကူနဲ့အေအေကိုအပြစ်ထထိုးစစ်ဆင်တာကြောင့်ဒီအေအေကနောက်ဆုတ်လက်လွတ်ပေးလျက်တဲ့နေရာတွေကိုလည်းပြန်လည်တိုက်ခိုက်နေတယ်လို့သိရပါပါတယ်ခင်ဗျာအဲ့ဒီနောက်အေအေဘက်ကပျောက်ကြားစနစ်လက်နက်ကြီးစနိုက်ပါတွေနဲ့ပြန်လည်ပစ်ခတ်ပြီးတော့ပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေသေးရှိတယ်လို့သိရပါပါတယ်လနဲ့ကြီးကြီးတွေပြက်ခတ်တန်းတွေကိုကြောက်ဖြူမျိုးပေါ်ကအထိပါနေစဉ်လိုလိုကြားနေရတယ်လို့လည်းမျိုးကမျိုးသမီးတူက ပြောပြပါဗျာ။ တခါတလေဒူရန်တောင်ဘက်ကလိုလိုတိဘုတ်တောင်ဘက်ကလိုလိုအတန်တွေတော့ကြားနေရတယ်တခါတလေကြတော့အရန်ကြဲကြဲကြရတယ်နေရာတော့အတိအကျမမှန်တတ်ဘူးလို့ပြောပြတာဖြစ်ပါတယ်ဒီကြောက်ဖြူတိုက်ပွဲမှာအထင်နာကြဆုံးများနေတာကြောင့်အကြံဖက်စစ်တပ်ရဲ့တပ်မ11အင်အား900လောက်ကိုရေချောင်းကနေတဆင့်ကြောက်ဖြူကိုပို့ဆောင်လိုက်ပြီးဖြစ်တဲ့အကြောင်းဒီဇင်ဘာလ1ရက်နေ့ဗိုလ်ကြီးစင်အောင်ရဲ့စစ်ရေးတရင်သုံးသက်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ နောက်တဲ့တပုတ်ကတော့ဒီအညာပခုတ်ကူခရိုင်အခြေစိုက် local PDF ခုနှစ်ဖွဲ့ကအညာမြေတပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီးတော့အကြံဖက်စစ်တပ်ကိုစစ်ရေးအချိန်တိုးမြင့်တိုက်ခိုက်မယ်လို့ကြေညာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။မကွေးတိုင်းပခုတ်ကူခရိုင်အခြေစိုက် local PDF ခုနှစ်ဖွဲ့ကအညာမြေတပ်ပေါင်းစုအဖြစ်ဖွဲ့စည်းလိုက်ပြီးတော့အကြံဖက်စစ်တပ်ကိုစစ်ရေးအချိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အကြောင်းအညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုလိုက်ပါတယ်။ 2024ခုနှစ်ဇွန်လ19ရက်နေ့ကလည်းပခုတ်ကူခရံအခြေစိုက်တပ်ဖွဲ့ဇာမနီပျောက်ကြားတပ်ဖွဲ့ Just Bomb တပ်ဖွဲ့ DSDNGF တပ်ဖွဲ့နဲ့ဒုံညင်အောင်ပျောက်ကြားတပ်ဖွဲ့၅ခုပေါင်းပြီးတော့အညာမြေတပ်ပေါင်းစုအဖြစ်ဖွဲ့စည်းထားတယ်လို့သိရပါတယ်ခင်ဗျာအဲ့ဒီအညာမြေတပ်ပေါင်းစုဒီကိုဒီနေ့ဒီဇင်ဘာလ၂ရက်နေ့မှာပခုတ်ကူခရံအခြေစိုက် ဒီ God of မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ကလည်းအညာမြေတပ်ပေါင်းစုစီကိုထပ်မံဝင်ရောက်လာတယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့ဒီလိုကြင်ညာတဲ့နေ့ကစပြီးတော့အနာရှင်ကြဆုံးတဲ့နေ့ရက်အထိအတီးဖြစ်ပြီးတော့စီရေးအချိန်တွေကိုရခင်ကတည်းပို့ပြီးမြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကြင်ညာချက်တဲမှာရဲဘော်တွေတပ်ဖွဲ့ဝင်တွေရဲ့စောင့်တိတဲ့တစ္ဆာတွေပါဝင်ပြီးတော့ ဟာမိတ်အချင်းချင်းကြာဆောင်တည်ရတဲ့လိုက်နာရမဲ့မျှဝေရတဲ့ချစ်ကြည်မှုတွေလည်းပါဝင်တဲ့အကြောင်းသိရပါတယ်ခင်ဗျာပြီးတော့ညာမေတပ်ပေါင်းစုမှာပါဝင်တဲ့တပ်ဖွဲ့တွေအလုံးဟာဖက်ဒရယ်အတွက်ဥလင်မတုံတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်ပြီးတော့ဒီဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့မိတိအဖွဲ့အစည်းနဲ့မဆိုခိုင်ခိုင်မာမာဆက်ဆံရေးကိုတိစောက်ပြီးတော့အနာချင်းကိုတွန်းလှန်ကြမှာဖြစ်တဲ့အကြောင်းကြီးညာချက်မှာဖော်ပြထားပါတယ် အခုလိုပေါင်းစပ်ရတဲ့အဓိကအကြောင်းရင်းကတော့ပုံမူထိရောက်တဲ့မရှင်တွေပေါ်ဆောင်ဖို့ရန်သူကိုညီညွတ်စွာနဲ့တုံ့ပြန်နိုင်ဖို့နဲ့တော်လိုင်းအဖွဲ့ချင်းချင်းကြားပို့ပြီးညီညွတ်စေဖို့ပြီးတော့ကျွန်တော်တို့တော်လိုင်းရေးဒီလိုပေါင်းစပ်ပြီးအပြန်လန်ထိန်းချောင်းရင်းနဲ့ဖက်ဒရယ်ကိုရောက်သွားနိုင်ဖို့အခုလိုပေါင်းစည်းကြတာလို့အညာမြေတပ်ပေါင်းစုကတာဝန်ရှိသူက ပြောဆိုတာဖြစ်ပါတယ်ခင်ဗျာအညာမြေတပ်ပေါင်းစုမှစီရေးတာဝန်ခံဖြစ်ကိုပုံကြီးမြေပြင်တာဝန်ခံဖြစ်ကိုပါဦးဒရုန်တင်းတာဝန်ခံဖြစ်ဆရာအကြောင်း ကိုဤကဲဘာနာယေတာဝန်ခံကတော့ကိုသစ္စာလက်နက်ခရထိန်သိမ်းရေးတာဝန်ခံကတော့ဒီကိုမင်းသူနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံဖြစ်ကိုဘူဘူတန့်စင်တို့ကတာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ဒီရှမ်းမြောက် SSPB နယ်မြေအနီးမှာတရုတ်ကြားဖြန့်တွေဖမ်းမိတယ်လို့စစ်တပ်ကတရင်ထုတ်ပြန်ပါတယ်ခင်ဗျာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPB SSA နဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကြောင်မဲမြို့နယ် ပုံကိုကြေးရွာအုပ်စုအတွင်းမှာအွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတရုတ်နိုင်ငံသား28ဦးနဲ့ဆက်ဆက်ပစ္စည်းတွေဖမ်းမိခဲ့တဲ့အကြောင်းစစ်ကော်မရှင်ကဒီဇင်ဘာ1ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်စစ်တပ်နဲ့ SSP တို့အကြမ်းမှာပုံကိုကျေးရွာနေတော်တွဲမှာနိုဝင်ဘာလ29ရက်ကတနအိကျော်ကြာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာနိုဝင်ဘာ30ရက်နေ့ဒီဇင်ဘာ1ရက်က ပုံမိုးရွာအနီးမှာရွာတောင်ဘက်မှာရှိတဲ့ဒီတောင်ထိပ်ရွာအနီးတော်ရင်တနေရာမှာကြားဖြန်လုကင်နေတဲ့အဆောက်အုံတွေနဲ့တရုတ်နိုင်ငံသားတွေဖမ်းမိခဲ့တာဖြစ်တဲ့အကြောင်းစစ်တပ်ကပြောဆိုထားပါတယ်။ဒီပုံမိုးကျေးရွာအုပ်စုဟာ SSPB SSA စုမိုးလှုပ်ရှားတဲ့နေရာဖြစ်ပြီးတော့နိုဝင်ဘာ29ရက်မွန်းလွဲတနားရီလောက်မှာစစ်တပ်ကအင်အားတရာလောက်နဲ့ပုံမိုးရွာအနီးတော်ရင်ကိုစစ်ကြောင်းထုတ်လာတာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်တပ်ကဒုံးတွေတုံးပြီးတော့တိုက်ခိုက်ခဲ့တဲ့အကြောင်း SSPB သတင်းနဲ့ပညာရေးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာသူပြောတွေနဲ့ကာရန်ထားတဲ့ချက်ဝင်းကြီးအတွင်းကလူနေတန်းရအဆောက်အုံတွေကိုမိရှုဖြည့်ဆည်းခဲ့ပြီးတော့ကွန်ပျူတာလုံး30အင်တာနက်စတားလင့်ဘန်10ခုနဲ့ Wi-Fi ဆက်အပါဝင်ပစ္စည်းတချို့သိမ်းဆည်းခဲ့တယ်လို့စစ်တပ်ကဖော်ပြထားပါတယ်ဒီပလောင်တန်းမျိုးတန်းလုံးမြောက်ရေးတပ်မတော်နဲ့ပူပေါင်းတပ်တွေတင်ပိုက်ခဲ့တဲ့ကြောင်မဲမြို့ကိုအော်တိုဘာ၁ရက်မှာစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီးတော့ တံပြန်ထိုးစစ်အတွက်မှာ SSPP အနေနဲ့စစ်တပ်ကကူညီတာတွေပြုလုပ်ခဲ့တဲ့အကြောင်းဆွဆွဲခံရတာတွေလည်းရှိခဲ့ပါတယ်ခင်ဗျာ။နောက်တောင်သားနထိုးကြီးမင်းထလာလမ်းပိုင်းကိုအသုံးမပြုဖို့မြင်းညာ PDF ကအတိပေးတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်။မလေးတိုင်းနဲ့ကတောင်သားနထိုးကြီးတောင်သားရုံးစီကြီးမိထလာလမ်းပိုင်းကိုလုံခြုံရေးအခြေအနေအရရဲအကန့်အသတ်မရှိ ပိတ်ထားတယ်လို့မြင်းညာကဲတိုက်ရင်တုံးကဒီဇင်ဘာ၁ရက်မှာထုတ်ပြန်ထားပါတယ်ခင်ဗျာ ဒီပြည်သူတွေအနေနဲ့လည်းလုံခြုံရေးအဖြတ်တန်းသွားလာတာတွေမလုပ်ဖို့ဒီထုတ်ပြန်အတိပေးချက်မှာမြစ်တာရက်ခံထားပါတယ်တိုက်ပွဲဖြစ်နေတာတော့မရှိပေမဲ့နှစ်ဖက်စည်ရစ်တင်းမာနေတဲ့အခြေအနေရှိပါတယ်လို့မင်းညာ KI တွင်းကဒေါ်လာတက်ဖွဲ့ဝင်တဦးကပြောပြပါတယ်ပြီးတော့ဒီဒီနေ့ဒီဇင်ဘာလ2ရက်မနေ့ပိုင်းမှာတော့မင်းညာမြို့အရှိချောင်းကဒူဝင်ကျေးရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းဝင်ရောက်ပြီးတော့နေအချို့မိရှုခံရပါတယ် ဒေတာပြင်ခေမကန်မြောက်ကုန်းကျေးရွာအရှိဘက်ရှိဆစ်ဆောင်ဘုံကြီးတောင်းကပြည်သူ၅ဦးကိုလည်းဒီနေ့မနေ့ဆယ်နေမှာစစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းသိရပါဗယ်အခုလေးတင်မနေ့ဆယ်နေ15မိနစ်မှာခေါ်သွားတာကြားမဗနယောက်ပါသွားလဲဆိုတာမသိရသေးဘူးလို့ဒေတာကန်တဦးကပြောပြပါဗယ်အနာသိစစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ28မှာကျင်းပမဲ့ရုပ်ကပွဲမှာမြင်းညာမြို့ပေါ်ကရက်ွက်ပေါင်း20နဲ့ကျေးရွာအုပ်စု၈ခုပါဝင်နေပါဗယ် ဒီဒါကြောင့်စစ်ကောင်စီတပ်ကမြင်းညာမြို့ပတ်လည်ကိုစစ်ကြောင်းထိုးနေတာတွေဇက်တိုက်လုဆောင်လာတာတွေ့ရပါတယ်။ဒီမြင်းညာမြို့နယ်နဲ့နထိုးကြီးမြို့နယ်ဆက်မှာဆိုရင်အောက်တိုဘာလကုန်ပိုင်းကစတင်ပြီးတော့စစ်ကြောင်းထိုးလာတာကြောင့်စစ်ရှောင်နေရတဲ့ပြည်သူဦးရေ3000နီးပါးရှိလာပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။နောက်တရင်တပုတ်ကတော့ဒီစင်ကူးမှာလေကြောင်းတက်ခတ်လို့ပြည်သူတအူးတည်ဆုံးပြီးတော့ကလေးတအူးပါဝင်လေးဦးတန်ရတဲ့ဆိုတဲ့သတင်းကိုတင်ပြပါမယ်။ မန္တလေးတိုင်းစင်ကူးမြို့နယ်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့အမျိုးသားတအုပ်သေးဆုံးကကလေးတအုပ်အပါဝင်၄ဦးတန်ရရှိခဲ့ပါတယ်ခင်ဗျာဒီဒီကနေ့ဒီဇင်ဘာလ2ရက်မနေ့09:52မိနစ်လောက်ကစင်ကူးမြို့နယ်ညောင်ဝန်းကျေးရွာကိုဒရက်ဦးလေတပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့ရမှာအသက်35ဝန်းကျင်အမျိုးသားတအုပ်သေးဆုံးပြီးတော့7နှစ်အရွယ်အ ကလေးငယ်တူအပါဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့အကြောင်းစစ်ဆောင်တွေကကူညီနေတဲ့ရောင်နေຫນွေဦးအဖွဲ့ကပြောပါတယ်ခင်ဗျာဒီဓာတ်ဖြင့်နေအိမ်အဆောက်အုံနှလုံးလဲပျက်စီးခဲ့တယ်လို့သိရပါတယ်ဒီပြည်သူတွေကတော့လေကြောင်းဆိုင်ရာ3ပေးချက်တွေကိုဂရုစိုက်နားဆင်ပြီးတော့ဘေးလွရာရှောင်ကြဖို့မှာကျင်ပါတယ်လို့စင်ကူးနယ်ကတော်လိုင်းအဖွဲ့တစ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပြတာဖြစ်ပါတယ်ခင်ဗျာစင်ကူးမြို့နယ်ဟာမိုးကုတ်မန္တလေးလမ်းပေါ်မှာတည်ရှိနေပြီးတော့ စင်ကူးမြို့အပါဝင်မိုးကုတ်လမ်းတလျှောက်ကစခန်းတွေကိုပါတွန်လိုင်းအင်အားစုတွေပြီးခဲ့တဲ့နှစ်လပိုင်းကသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်စစ်ကောင်စီတပ်ဟာမိုးကုတ်မန္တလေးလမ်းကိုပြန်လည်ဆုံးမဖို့ကြိုးစားနေပြီးတော့လက်တလော့ပြန်ရသွားတဲ့မရေယာမြောက်ချမ်းကနေပြီးတော့စင်ကူးနယ်တဲ့ကိုဝင်ဖို့ကြိုးစားနေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာပြီးခဲ့တဲ့နိုဝင်ဘာ12ရက်ကလည်းစင်ကူးမြို့နယ်မှာလည်းကြေးရွာစာတင်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ၅ဦးတေဆုံးခဲ့ပြီးတော့၅ဦးထက်မနည်းဒဏ်ရာရရှိကစတင်ကြောင်းအပအဝင်ဆောက်ဝန်သုံးလုံးပြစီခဲ့ပါတယ်။ဒီနိုဘာ29ရက်ကလည်းစင်ကူးမြို့နယ်ဝါယုံကုန်းကြီးရွာဖုံးတော်ကြီးကျောင်းကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ၅ဦးတေဆုံးပြီးတော့ပြည်သူ10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ။ဒီဇင်ဘာလ2ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှတာဖြစ်ပါတယ်ခင်ဗျာကြီးစုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ